ရန်ပုံငွေဖျော်ဖြေပွဲမှာအပြစ်ကင်းပြီးစစ်ဆေးအကောင်နဲ့ကလေးငယ်တွေရဲ့ဖျော်ဖြေမှုဟာပြည်သက်တွေကိုသဘောတွေ့စေခဲ့ပါတယ်။ခဝဲကြံမျက်မမြင်ကြောင်းတန်လင်းနဲ့ရတုကုံကလူငယ်မတန်ဆွမ်းကြောင်းတွေအပြင်တခြားမိဘမဲ့အကြောင်းကကလေးငယ်တွေကအလှည့်ကျဖျော်ဖြေခဲ့ပါတယ်။ဒီပွဲမှာအစားအသောက်ရောင်းချလို့ရတဲ့ငွေတွေ၊စတေ့ရှိုးကရတဲ့ငွေတွေကို CSI အဖွဲ့ရဲ့နောက်ထပ်လုပ်ငန်းစဉ်တွေအတွက်ရန်ပုံငွေအဖြစ်အသုံးပြုသွားမှာဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲဟာရန်ပုံငွေရှောက်ဖေးဖို့တသက် ရည်ရွယ်တာတော့မဟုတ်ပါဘူး။ အဓိကကတော့ပွဲလို့ရခြင်းရဲ့ရည်ရွယ်ချက်ကရန်ကုန်ရန်မုံငွေရှာတာတင်လည်းမဟုတ်ဖဲနဲ့အမတို့ကခလေးတွေပေါ့နော်ဒီအမတို့သွားနေတဲ့ project area ခလေးလေးတွေဆိုရင်သူကသူတို့မှာစိတ်တက်ကလေးအားငယ်ကြတယ်တောကတွေရှိတယ်သူတို့မှာပေါ့နော်ဒီအဲ့ဒီဟာတွေကိုပြေပြောင်းနိုင်ဖို့အတွက်ကိုသူတို့ကိုပြုတ်အောင်လုပ်ပေးရလဲဖြစ်တယ်နောက်သူတို့ရဲ့သူတို့ကိုသူတို့ယုံကြည်မှုရှိလာအောင်ပေါ့နော်သူတို့ရဲ့စိတ်တက်ကိုမြင့်တင်ပေးရပေါ့ကိုကိုကိုယုံကြည်မှုရှိလာအောင်ဒီမှာသူများလုပ်တဲ့အတိုင်းငါတို့လည်းစင်ပေါ်မှာလုပ်နိုင်တယ်ဆိုပြီးတော့အဲ့လိုယုံကြည်မှုရှိလာအောင်နောက်ပြီးတော့ကလေးလေးတွေ performance ပေးသွားရင်လည်းမ တို့ကသူတို့ token လေးတွေပေးမယ်အဲ့ token နဲ့ဒီဟို stage show ဝင်းထဲမှာရှိတဲ့စားတောက်ဆန်တွေမှာသူတို့ကြိုက်တာတွေတော့ဝယ်စားလို့ရတယ်ပေါ့နော်ဒီခလေးလူငယ်တွေအနေနဲ့ပေါ့နော်ဒီ bra heater အစိတ်ကလေးတွေရှိလာအောင် နောက်သူတို့ရဲ့ skills တွေလည်းတစ်ဖက်တစ်လမ်းတက်လာအောင်နောက်တော့ရိုက်ရွာဖွံ့ဖြိုးတိုးတက်မှုမှာလည်းကုညီနိုင်အောင်မော်ရီစီရဲ့ဆိုင်ကိုအာလာခဲ့ကြပါလို့အဲ့ဒါနော်နေ့လယ်ပိုင်းမှာခလီးငယ်တွေကဖျော်ပြခဲ့သလိုညနေပိုင်းမှာတော့ဇော်ဝင်းထော နိခင်သောစတဲ့အဆိုတော်တွေကဒီဆိုတင်ဆက်ခဲ့ကြပါသေးတယ်။၂008ခုနှစ်ကစတင်ဖွဲ့စည်းခဲ့တဲ့ CSI အဖွဲ့ဟာနှစ်တိုင်းရန်ပုံငွေပွဲကျင်းပလေရှိပြီးဒေသ16ခုမှာရွေးရှားစာကြည့်လိုက်လို့လှုပ်ရှားမှုတွေလှူအားပေးဆရာဝန်တွေနဲ့ကျွမ်းမာရေးစောင့်ရှောက်တာလိုမျိုးလူမှုကုလုံရေးလုပ်ငန်းတွေပြင်တခြားလူမှုအဖွဲ့အစည်းတိုးတက်ရေးတွေကိုလိုက်လံလှုပ်ဆောင်နေတာဖြစ်ပါတယ်။ CSI အဖွဲ့ရဲ့အကူအညီနဲ့တိလရှင်ပညာရေးကျောင်းတစ်ခုဖြစ်ပေါ်လာလို့ကျေးဇူးတင်နေသူကတော့ ဆရာလေးဒေါ်ဝိမလစာရီပါဘွားတော်ကိုအကြောင်းတော်တော်များများကဆိုင်းဟုတ်ကရင်တော့ဇမလာလာလူတယ်ပေါ့အဲဒီဆိုင်းဟုတ်ကနားပြီးနောက်ပိုင်းတော့ဆက်အကြောင်းနေဘာကအကြောင်းနေတော်တော်များများနဲ့ဒုက္ခရောက်နေနည်းနည်းကတိတယ်ပေါ့အဲ့ဒါကိုတကယ်လို့ပြလိုက် တာအဖွဲ့တွေအားလုံးကနေပြီးတော့ပေါ့ဇလူကျောင်းရင်မှမဟုတ်ဘူးဘာကကြောင့်တော်တော်များများကိုတော့ပြီးတော့လေ့လာသိကျင်ပါတယ်ကျောင်းကိုလေ့လာရင်းအားဖြင့်လေ့လာလိုက်တာနဲ့အဲကျောင်းထဲမှာဘာတွေလိုနေဆိုတာသိရမယ်အဲလိုတဲ့အားလေးတွေကိုဝိုင်းရုံကူညီပေးကြပါလို့နောက်ကဒကာဒကာမတွေကစူပေါင်းဝိုင်းရုံမှာလာရှေ့ရဦးဆောင်ပြီးလုပ်တဲ့ဇာလေးတွေပဲဖြစ်နေဘုန်းကြီးတွေပဲဖြစ်နေနေပေါ့နော်အများကြီးလုပ်နိုင်ပါပါဟုတ်